ဆန်းအောင်ဆိုတဲ့အကောင့်ပန်ရှင်ကတပည့်တော်အမျိုးသမီးနဲ့မကြာခဏဆိုသလိုရန်ွေဖြစ်နေတတ်တယ်ဖရာရန်ဖြစ်တာကလည်းအသေးအမွာလေးတွေပါတပည့်တော်ရန်မဖြစ်ချင်တော့ပါဘူးဒါပေမဲ့တွေ့တာနဲ့ရန်ဖြစ်တာပါပဲဖရာစီးပွားရေးကလည်းအရှင်းပြပါတယ်ဘယ်လိုနေထိုင်ရမလဲဆိုတာဟောကြားပြပါဖရာဆိုပြီးတော့မက်ဆေ့ချာကနေစာလေးရေးပို့ထားတယ် အခုကူဆရာတော်ကြီးကပြောဘူးတယ်နှစ်ယောက်ပေါင်းရင် မတည့်စီနဲ့တယောက်ထဲတည့်အောင်နေတဲ့အဲ့လိုပဲပြောရပါမယ်နှစ်ယောက်ပေါင်းရင်မတည့်ပါစီနဲ့တယောက်ထဲလေတည့်အောင်နေပါလို့ပြောရမယ်နှစ်ယောက်ပေါင်းရင်မတည့်စီနဲ့ဆိုတာကသူဒေါသထွက်နေတဲ့အချိန်ကိုကရှောင်းနေလိုက်ပါ ရှော့ပီးထားလိုက်ပါ သူဒေါသထွက်နေချိန်ကိုပါဒေါသပြိုင်းထွက်လိုက်မယ်ဆိုရင် ူဒေါသနဲ့ကိုဒေါသနှစ်ယောက်ပေါင်းဒေါသချင်းတဲ့တဲ့တိုးသွားရင်အဆင်မပြေဖြစ်မှာပေါ့ဒါကြောင့်သူဒေါသနဲ့ကိုဒေါသမတဲ့အောင်အမြဲတမ်းလမ်းလွှဲပေးထားပါလို့ပထမဆုံးပြောချင်ပါတယ်သူဒေါသထွက်နေတဲ့အချိန်ကိုဒေါသကိုမထွက်ပါစေနဲ့ကိုဒေါသစိတ်ဆိုးနေတဲ့အခါလဲသူကဒေါသကိုမထွက်စေအောင်ဒေါသချင်းတဲ့တဲ့မတိုးအောင်ပြုမှုနေထိုင်ကြပါလို့ ထမဆုံးပြောချင်ပါတယ်။နောက်တယောက်ထဲတက်အောင်နေပါတဲ့။တယောက်ထဲတက်အောင်မနေနိုင်ရင်လဲဝန်းကျင်နဲ့ပါအဆင်မပြေတယ်ဖြစ်တတ်တယ်။ဥပမာအလောက်ကအဆင်မပြေလို့ပြန်လာတဲ့အခါအိမ်ရောက်တော့လဲမကြေမနက်တည်းဖြစ်နေပြီးတော့ကိုယ်စိတ်နဲ့ကိုမတက်ဖြစ်နေတဲ့အချိန်မိမကကိုကြီးလို့ခေါ်ရင်ကိုဘာလဲကွာနန်းကြီးတယ်ဆိုတာမျိုးကိုယ်စိတ်နဲ့ကိုအဆင်မပြေတဲ့အခါ ဝန်းညင်ကိုပါအကောင်းမတုံ့ပြန်နိုင်တာမျိုးကလည်းမကောင်းပါဘူး။ဒါကြောင့်ကိုယ်စိတ်နဲ့ကိုယ်လည်းအမြဲတမ်းတည့်အောင်နေအောင်ကြိုးစားပါ။ကိုယ်စိတ်နဲ့ကိုယ်ကိုယ်ဘာသာကိုယ်တယောက်တည်းအလိုမကျတာတွေဖြစ်နေတာများရင်လည်းဝန်းကျင်နဲ့အဆင်ပြေမယ်မဟုတ်ပါဘူး။နောက်တစ်ခုကအကြည်စားတန်ရံဖြည်းဆိုတဲ့ဇာကားလေးလဲကြားဘူးတယ်။တအူးနဲ့တအူးအကြည်စားတန်တာမျိုး နောက်တာပြောင်းတာစတာမျိုးတွေကိုအထူးဂရုစိုက်ရပါမယ်။ပုံမှန်မဟုတ်ခြင်းနဲ့ဆက်ဆံရေးဟာစိတ်ကိုကတိကအောက်ဖြစ်စေတယ်။ဖော်ရွှေခြင်းတဲ့အခါနင်းကန်ဖော်ရွှေပြီးတော့မကြိုက်တဲ့အခါမျက်နှာကြီးပြောင်းသွားတတ်တာမျိုးဟာလည်းတစ်ဖက်လူမှာအဆင်မပြေတာတွေဖြစ်ပြီးတော့ဆက်ဆံရေးအဆင်မပြေတာတွေဖြစ်တတ်တယ်။တချို့ဇနီးမောင်နှံတွေကောင်းနေတဲ့အချိန်ဆို ပကံတစ်ချက်ထဲနှစ်ယောက်ထိုင်စားတော့မလို့တယောက်ပါဇက်တယောက်ကခွန့်မှစားခြင်းတလို့ပုံမှန်မဟုတ်တဲ့ဆက်ဆံရေးတွေနဲ့ဆက်ဆံကြတယ်အဲ့လိုမလုံနိုင်တဲ့အခါစိတ်တွေကတိကောက်ဖြစ်နေတတ်တယ်မကောင်းတဲ့အချိန်ကြပြန်တော့လဲတဝိုင်းတည်းနှောက်ကြောပြီးစားကြပြန်ရော့ဒါကြောင့်ဆက်ဆံရေးကလည်းထိမ့်နေသိမ့်သိမ့်နဲ့အလဲအလတ်ပုံမှန်ဖြစ်နေဖို့လိုတယ်လို့မြင်မိတယ် အများဆုံးဖြစ်နိုင်တဲ့အဆင်မပြေမှုရဲ့အစကတော့အပြောအဆိုကအဓိကကြမယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုရင်စကားဆိုတာအနီးကနေလဲပြောရတယ်။အဝေးကနေလဲပြောရတယ်။ရှေ့တွင်လဲပြောရတယ်။ကွယ်ရာလဲပြောရတယ်။နှစ်ဦးရဲ့ဆက်ဆံရေးအများဆုံးအရာကို ပြောပါဆိုရင် စကားပြောခြင်းပါပဲ။အဲ့ဒီအများဆုံးထိတွေ့ဆက်ဆံမှုဖြစ်တဲ့စကားပြောဆိုမှုကို ်ဆင်းရင်ဘူလဲလိုမယ်လို့ထင်ပါတယ်နှစ်သက်စရာနာချမ်းသာအောင်ချိုးသာချီးမွမ်းအေးချမ်းတဲ့စကားကိုပြောပါဆိုလို့တဦးနဲ့တဦးပြောပြီးဆိုရင်နှစ်သက်စရာကောင်းတဲ့စကားတွေကိုပြောနိုင်အောင်ကြိုးစားပါနာချမ်းသာစေမဲ့စကားမျိုးကိုပဲပြောနိုင်အောင်ကြိုးစားပါမယားနဲ့နွားမတနာနဲ့လို့ကိုကပြောတယ်ဆိုရင်သူကလည်းယောက်ျားနဲ့ခွေထမင်းမကြွေးနဲ့လို့ပြောဆိုမှာပေါ့ ထဲကောင်မှဆိုရင်ဘာတုံးလို့ထူးနိုင်တယ်လို့ရှင်မရေလို့ခေါ်ရင်လဲရှင်လို့ထူးနိုင်မှာပါဒါကြောင့်နှစ်သက်ဖွယ်စကားနားချမ်းသာစရာတွေကိုပဲပြောပြအောင်ကြိုးစားပါနောက်ချိုးသားတဲ့စကားကိုပြောနိုင်အောင်ချီးမွမ်းတဲ့စကားမျိုးကို ပြောနိုင်အောင်ကြိုးစားပြောဆိုဆက်ဆံကြရင်လဲရန်ဖြစ်เสียအကြောင်းဒီနဲသွားနိုင်ပါတယ် နောက်ဆုံးဤကုန်းချုပ်အနေနဲ့တရားသဘောလေးနဲ့ပြောရရင်ရံဖြစ်တယ်ဆိုတာတကယ်ကတော့လူတွေမဟုတ်ပါဘူးလူတွေမှာလောဘတွေဒေါသတွေမာနတွေကဝန်းနေကြလို့လူတွေကရံဖြစ်နေကြရတာပါဒါကြောင့်လူတွေမှာလောဘတွေဒေါသတွေမာနတွေလျှော့ချနိုင်ရင်ရံကိုဖြစ်ပါဆိုရင်တောင် ဖြစ်မှာမဟုတ်ပါဘူးသူ့အချက်တွေအားလုံးတင်းကျုံရခြင်းနဲ့လောဘမျိုးတွေ ။သူများကိုမျက်လုံးနဲ့ကြည့်ရင်တောင်မကြိုက်တဲ့အိတ်တာမစ္စရိယမျိုးတွေ။ငါကသူ့ကို နိုင်ကျင်တာဆိုတဲ့လောဘမာနမျိုးတွေ။အဲ့ဒါမျိုးကိလေသာတွေလူတွေမှာဖြစ်နေကြလို့လူတွေကကိလေသာတွေအကြိုက်ရံဖြစ်နေကြတာဖြစ်တယ်လို့ပြောချင်ပါတယ်။လူတွေမှာအဲ့ဒီစိတ်အဲ့လိုကိလေသာတွေမရှိရင်ရံမဖြစ်ရင်တတ်မှာဆိုရင်တောင် အသေးဒါခံလောက်ပါတယ်ရံကတော့ဖြစ်လို့ရမှာမဟုတ်ပါဘူး လူမာလောဘမရှိရင်ခိုးလို့မရဘူးလူမာဒေါသမရှိရင်ဆူးမရဘူးဆဲမရဘူးရိုက်မရဘူးဆူတာဆဲတာရိုက်တာတွေဟာလူမဟုတ်ဘူးဒေါသတွေဖြစ်တယ်လူမာမာနမရှိရင် ပြိုင်ခြင်းဆိုင်ခြင်းနိုင်ခြင်းတာမျိုး ဖြစ်မရပါဘူးပြိုင်ခြင်းဆိုင်ခြင်းနိုင်ခြင်းတွေဆိုတာကလည်းလူမဟုတ်ဘူးလူမာမာနတွေဝင်နေလို့ဖြစ်တာဒါကြောင့်ခိုးတာလူတာ လူမဟုတ်ပါဘူးလောဘပါ။ဒါကြောင့်စူတာဆဲတာရိုက်တာနှက်တာလူမဟုတ်ပါဘူးဒေါသပါ။လူတွေမငြိမ်းချမ်းတာလူကြောင့်မဟုတ်ဘူးကိလေသာတွေကြောင့်ပါ။ဒါကြောင့်ဖခင်ကကိလေသာကိုပယ်ဖို့တတ်ဖို့ဟောခဲ့တာပါလို့ပြောကြရင်းနဲ့ညီကုန်းချုပ်လိုက်ချင်ပါတယ်။အာလုံးအာလုံးအတိမှန်၍အမှန်သိပြီးတော့ဘဝငြိမ်းချမ်းစွာရှောက်လန်းနိုင်ကြပါစေလို့ဆန္ဒပြုရင်းပဲညီကုန်းချုပ်လိုက်ပါတယ်။